ခုမြင်တွေ့နေရတဲ့ကောက်ကင်မှာလျက်စီကြောင်းလေးလိုဖြစ်စေတဲ့ဒရန်ဆက်ဒုံးကြီးပြစ်ခတ်မှုတွေအဆောက်အအုံပြိုကျနိုင်တွေလူတွေရဲ့စိုးရိမ်ကြီးပြေလွအဝိုင်းတန်တွေဒါတွေကိုလို့ကခက်ကြမ်းကြမ်းရုပ်ရှင်စကားတွေတန်းကဇက်ဝင်ခံတွေမဟုတ်ပါဘူးအီရန်နဲ့အစ္စရေးလရဲ့ဂျာလကစစ်ပွဲပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ပွဲတွေကြီးကျယ်ဖြစ်နေတဲ့နှစ်နိုင်ငံကစစ်ရေးပြူဟာဖလှယ်မှုရခဲ့တဲ့အထိမဟာမိတ်တွေဖြစ်ခဲ့ကြရတယ်ဆိုတာသိပါသလားအဲ့ဒီခြေတွေတို့ကသူတို့နှစ်နိုင်ငံကြားမှာရည်နှံတည်ပို့မှုတွေစိုက်ပျိုးရေးနည်းပညာတွေလက်နက်တွေပါအတူတူထုတ်လုပ်ခဲ့ကြပါတယ် ဒါအပြင်ပိုပြီးအံ့ဩဖို့ကောင်းတာကအီရန်ဗီရီရဲ့မိဖုရားကဂျူးလူမျိုးဖြစ်ခဲ့တဲ့အထိပါဒါပေမဲ့ဒါရီအားလုံးက1989ခုနှစ်ရောက်တဲ့အခါမှာတော့အစိုးတက်သွားခဲ့ပါတယ်အခုချိန်မှာတော့သူတို့နှစ်နိုင်ငံရဲ့အကြီးအကျယ်ပြစ်ခတ်မှုတွေကတာရီယာကဘာစစ်ကိုဦးတည်နေခဲ့ပါပြီ ဒါဆိုရင်မဟာမိတ်တွေဖြစ်ခဲ့ကြတဲ့သူတို့နှစ်နိုင်ငံကဘာလို့များကမ္ဘာ့ရန်သူတွေအထီးဖြစ်သွားကြရတာလဲ။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့အစ်ရင်းနဲ့အီရန်တို့ကြားထဲကမိတ်ဆွေတွေဘွားကနေကမ္ဘာ့ရန်သူတွေဖြစ်သွားတဲ့အကြောင်းကိုပြောကြတာပေါ့။ကျွန်တော်ကတော့ CYF ကဆိုင်းကုန်တွေဖြစ်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လေးလုပ်ထားခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာ။အီရန်မှာရှားပြည်အုပ်ချုပ်တဲ့ခြေတွေကသူတို့နိုင်ငံကြားမှာရွှေရောင်လွှမ်းခဲ့တဲ့ခြေတွေပါ။ ဲ့ဒီချိန်တွေတော့ကအစ္စရေးရဲ့ဂျူးလူမျိုးတွေဟာဗီဇာမပါဘဲအီရန်နိုင်ငံမှာတရားဝင်နေတိုင်ခွင့်ရတယ်။ဂျူးလူမျိုးတွေဟာအစ္စရေးနိုင်ငံကိုတည်ထောင်တဲ့ချိန်မှာလည်းအီရန်ဘီဟာအစ္စရေးကိုနိုင်ငံအဖြစ်ပြည်မှန်ပြုခဲ့ပါသေးတယ်။ဒါအပြင်စစ်ရေးပြူဟာဖယ်လှယ်မှုရခဲ့တဲ့အထိပါမိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုငြိမ်းချမ်းတဲ့အခြေအနေတွေကိုပြည်စည်းမှာကဆဖြစ်လာပါတယ်။အဲ့ဒါကတော့1989ခုနှစ်မှာအီရန်ရဲ့အစ္စလာမ်ရဲ့တော်လှန်ရေးကြောင့်ရှာပြည်စနစ်ပြုတ်ကျသွားပြီးကိုမန်နီအစိုးရအသေးပေါ်ထွက်လာခဲ့တာပါ။ အစိုးရတဲ့ပေါ်ထွက်လာတဲ့ညတွေချင်းမှာပဲအီရန်ရဲ့ခူမာနဲ့အစိုးရက S-ray ကိုရန်သူအဖြစ်ကြီးညာလိုက်ပါတယ်။ပြီးတော့ S-ray နဲ့နယ်မြေညီဝါမှုဖြစ်နေတဲ့ပါလက်စတိုင်းကိုထောက်ခံတယ်။ဒါအပြင် S-ray ကိုစတင်တဲ့ဗက်အဖွဲ့အစည်းမျိုးဆိုနောက်ကနေထောက်ပံ့ပေးခဲ့ပါတယ်။ဒီလိုမျိုး proxy war လို့ခေါ်တဲ့သွယ်ဝဲမှုဖြစ်တဲ့စစ်ပွဲတွေကြာလာတဲ့အခါမှာတော့သူတို့နိုင်ငံကြားမှာတင်းမာမှုကလည်းကြီးထွားလာခဲ့ပါတယ်။ဒီအခြေအနေကိုပဲပိုပြီးရှုပ်ထွေးစင်မှာကထပ်ဖြစ်လာပြန်ပါတယ်။ အီရန်က S-ray ကိုမြေပြင်ကနေပျောက်ကွယ်စေရမယ်ဆိုပြီးခဏခဏချိတ်ချောက်တဲ့အပြင်နျူကလ িয়ার လက်နက်ကိုစတင်ထုတ်လုပ်လာခဲ့ပါတယ် ်အစ္စရေးကလည်းလက်တော့ပြန်တဲ့အနေနဲ့အီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေပေါ်ကိုဆိုင်ဘာတိုက်ခိုက်မှုတွေလေကြောင်းကနေဗိုလ်ကျဲတာတွေလုပ်ခဲ့ပါတယ်ဒီလိုမျိုးတိုက်ခိုက်ခံနေရပေမဲ့အီရန်ကသူ့ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးတွေကိုလုံးဝရမပစ်လိုက်ပါဘူးဒီအချိန်တွေမှာပဲအစ္စရေးကလည်းတရက်ထပ်တိုးတဲ့အနေနဲ့2024ရောက်တဲ့အခါမှာတော့အီရန်ရဲ့တရမတ်ရုပ်ကိုဗိုလ်ကျဲခဲ့လို့အီရန်ကလည်းဒုံးကျည်တွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့ပါတယ်ဖြစ်ခဲ့တဲ့စစ်ပွဲတွေတိုင်းမှာအစ္စရေးရဲ့ဤပညာနဲ့စစ်ရေးဤပြွာသားတာကြောင့်အစ္စရေးကပဲလက်ဦးမှုရယူနိုင်ခဲ့ပါတယ် ဒါပေမဲ့အီရန်အစ္စလာမ်နိုင်ငံကလည်းလောကကိုလက်မဆော့ပဲသူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့နျူကလ িয়ার လက်နက်တွေကိုအောင်မြင်အောင်ထုတ်လုပ်နိုင်ဖို့အခုချိန်ထိစူးစမ်းနေတော့ပါ။ဒါကြောင့်ကျော်73ရင်းနဲ့တိုက်ခိုက်မှုကိုလည်းအစ္စရေးကနေစပြီးတိုက်ခိုက်ခဲ့တာပါ။အခုချိန်မှာတော့အစ္စရေးနဲ့အီရန်တို့ပြန်လာပြင်းပြင်းထန်ထန်တိုက်ပွဲတွေဖြစ်နေပြီးတရားကဘာစစ်ကိုဦးတည်နေကြပါပြီ။အရင်ကမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ဒီနိုင်ငံကအခုချိန်မှာတော့ကမ္ဘာရံပက်တွေဖြစ်သွားကြပါပြီ။ ဒီနှစ်နိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင်နှစ်နိုင်ငံရဲ့ဘုံသဘောတူညီမှုတစ်ခုတော့အမြန်ရဖို့လိုနေပါပြီ။ဒီလိုမှမဟုတ်ရင်စစ်ပွဲကြောင့်ပြည်စလုံးမှရှိတဲ့အပြစ်မဲ့တဲ့ပြည်သူတေဆုံးမှုဥယျာကမြင့်တက်လာနေမှာပါ။နိုင်ငံတိုင်းမှာမတူညီတဲ့ဘာသာတရားတွေမတူညီတဲ့မျှော်လင့်ချက်တွေကိုစီရှိကြပါလေ။ဒီလိုမျိုးမတူညီတဲ့အရာတွေပေါ်မှာနိုင်ငံအစိုးရတွေရဲ့အစွန်ရောက်တဲ့လုပ်ရက်တွေခံယူချက်တွေကြောင့်အပြစ်မဲ့တဲ့ပြည်သူတွေတေဆုံးနေရတာကတကယ်ကိုစိတ်မကောင်းစရာပါ။